မန္တလေးမြို့မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးငလင်တန်းကြောင့်ပြိုကျပြီးမီးလောင်ကျွမ်းခဲ့ရာဆရာဆရာမတွေအပါအဝင်၅ဦးသေဆုံးတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်မလ28ရက်မော်လွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလင်ကြောင့်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့မကြမီနှစ်တရာတက်တန်းပြေတော်မဲ့မန္တလေးတက္ကသိုလ်တိုင်ချောက်လုံးကပင်မဆောင်ကြီးပြိုကျကမီးလောင်ကျွမ်းပျက်စီးခဲ့တာပါငလင်လောက်ခတ်ကျိအဲ့ဒီတက္ကသိုလ်ပင်မဆောင်အတွင်းမှာရှိနေတဲ့ ဆရာဆရာမတချို့သိဆုံးလာလို့ဒေသခံတို့ကအမှတ်ပြီကိုပြောပါတယ်။ဥပဒေဌာနကဆရာမတယောက်ရဲ့၊တမိုင်းကဆရာမတယောက်ရဲ့ငလင်လုတ်ချိန်အခန်းမှာကြံနေတဲ့အဖိုးကြီးနဲ့အဖွားကြီးလင်မယားနှစ်ယောက်ရဲ့၊ចောင်းတွေက secretary ဝန်ထမ်းရဲ့အမျိုးသမီးရဲ့စုစုပေါင်း9ယောက်သိဆုံးပါတယ်။ break တွဲအဖြေလောအကုန်လုံးကတော့မိထဲပါသွားပါတယ်။အလောင်းတွေကတော့တကြိုတောင်ပြီးပါပြီ။ပင်မအဆောင်နဲ့မိလောင်သွားတဲ့ဥပဒေကဆရာမရဲ့အလောင်းကတော့ရှာမရပါဘူး။ ရှာဖွေမှုတွေရက်လိုက်ပါပြီလို့သူကပြောပါတယ်။မန္တလေးတက္ကသိုလ်မီးလောင်မှုနဲ့ပတ်သက်ပြီးစိုးအစုကသတင်းထုတ်ပြန်ရမှာတော့စိုးအစုလက်အောက်ခံဆရာဆရာမနဲ့ဝန်ထမ်းတချို့သိဆုံးတာကိုမဖော်ပြဘဲ2024-2025တက္ကသိုလ်ဝန်ထမ်းဆောင်ွက်ဖြေလွှာတွေမီးလောင်သွားတယ်လို့သာဖော်ပြပါဗျ။မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်လို့မန္တလေးစကိုင်းနဲ့အချင်းပြင်းတွေကစိုးအစုရဲ့တက္ကသိုလ်ဝန်ဆောင်ွက်ကိုဖြေဆိုသူចောင်းသား6300ကျော်ရဲ့ အပြည့်လွာ3,9600ကျော်မီလောင်ပျက်စီးသွားတယ်လို့ဆိုပါရယ်အဲ့ဒီအပြည့်လွာတွေကိုဆရာဆရာမ290ကျော်ကစာစစ်နေချင်းငလင်လှောက်ခတ်ခဲ့တာဖြစ်ပြီးမန္တလေးတက္ကသိုလ်ပြမဆောင်ကြီးပြိုကျကမီလောင်ပျက်စီးသွားတယ်လို့စုံစုကသတင်းထုတ်ပြန်ပြီးလူသေဆုံးမှုကတော့မဖော်ပြဘဲခြံလှက်ထားတာဖြစ်ပါရယ်မန္တလေးတက္ကသိုလ်ကို1925ခုနှစ်ဇူလိုင်မှာမန္တလေးဥပစာကောလိပ်အဖြစ်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါရယ်